ဒီနေ့မှာပဲရန်ကုန်အင်းစိန်လမ်းမကြီးပေါ်မှာကားတစီမိလောင်မှုဖြစ်ပွားခဲ့တဲ့တွင်ဒီနေ့၁၇လပိုင်း24ရက်နေ့မှာ10နာရီ28မိနစ်အချိန်ကရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်ကျိုကုန်းအရှိရက်ကွယ်ရန်ကုန်အင်းစိန်လမ်းမကြီးဒံကိုစီဆိုင်အနီးမှာရင်တစီမိလောင်မှုဖြစ်ပွားခဲ့ပါတယ်မိလောင်မှုဖြစ်ပွားကြောင်းတတင်းရရှိတဲ့အချိန်မှာပဲအင်းစိန်မြို့နယ်မိသက်စခန်းမှာမိသက်ရင်တစီ ထွက်ခွာငြိမ်းသက်ခဲ့ရာ10နာရီ33မိနစ်အချိန်မှာမိငိမ့်သက်နိုင်ခဲ့ကြောင်းသိရပါတယ်။ဒီရက်ပိုင်းမှာတော့မြို့နယ်တော်တော်များများလည်းမိပေးအန္တရာယ်တွေခဏခဏကြားရောက်နေတာကိုတွေ့ရပါတယ်။မကြခဏလဲမြို့နယ်တော်တော်များများမှာမိဘအန္တရာယ်များစွာဖြစ်ပေါ်နေပါတယ်။လူထိခိုက်မှုရှိတဲ့နေရာများရှိသလိုမျိုးဆုံးရှုံးနေနာမှုတွေကတော့များစွာရှိပါတယ်။မနေ့ကလည်းပြောခဲ့ပြီးတော့ ဒီနေ့မှာတော့မန္တလေးမှာလည်းဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ်မိမိအန်ရဲ့သတိပြုကြဖို့တိုက်တွန်းလို့ဆိုအပ်ပါတယ်